EU ရဲ့အလဲကြောင်ကတောင်းဖြစ်တဲ့ Belarus တမရနိုင်ငံတမရ Mr. Alexander Grigorievich Lukashenko ရဲ့ဖိတ်ကြားချက်အရ Miss မြို့မှာကျင်းပမယ့်စတုဒ္ဒရဲ့ချင်းဥရောပအာရှစီးပွားရေးဖိုရမ် EF 2025တို့တက်ရောက်ရန်အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ25ရက်နေ့မနက်ပိုင်းကအထူးလေရင်နဲ့နေပြီးတော့တမရလေးစိမ့်မှထွက်ခွာပါတယ် ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့အားကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်းကောင်စီအတွင်ရေးမှုဗိုလ်ချုပ်ကြီးအောင်လင်းတွင်ကောင်စီဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများကာကွယ်ဦးစီးချုပ်ယုံမှအစိုးရတမတော်အရာရှိကြီးများမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသက်မတ်ကြီးနှင့်တာဝန်ရှိသူများကလေးစိတ်မှပို့ဆောင်နှုတ်ဆက်ပါသည် နိုင်ငံတော်စီမံအချုပ်အခြာကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူကောင်စီတွဲဖက်အတွင်ရင်းမှုဘိုလ်ချုပ်ကြီးရဲဝင်းဦးနိုင်ငံတော်စီမံအချုပ်အခြာကောင်စီအဖွဲ့ဝင်ဘိုလ်ချုပ်ကြီးညိုဆောင်ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတန်းဆွေဂျီနီမြောက်နံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာကန်စောကာကွယ်ဦးစီးချုပ်ရုံးမှအစင်မြင့်တမတော်ရာရှိကြီးမြောက်ဒုတိယဝန်ကြီးမြောက်ဇေဘတ်နေဘတ်မှတာဝန်ရှိသူမြောက်ခရီးစဉ်မှလိုက်ပါသွားကြပါသည် ခီးစဉ်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာစတုထားအကျင့်ဥရောပအာရှစီးပွားရေးဖိုရမ် EF 2025တို့တက်ရောက်ခြင်း EAEU ရဲ့အလဲချောင်းဥက္ကဋ္ဌဖြစ်တဲ့ Belarus နိုင်ငံသမ္မတနဲ့တရားတွေးဆဆွေးနွေးခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တွေးဆဆွေးနွေးခြင်းဆက်ရုံအလုံးစုံများသို့တွားရောက်လေ့လာခြင်းများကိုဆောင်ရွက်သွားမှာဖြစ်ပြီးနှစ်နိုင်ငံအစိုးရနဲ့ပြည်သူများအကြားခြေကြီးရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနဲ့ကဏ္ဍပေါင်းစုံမှမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနဲ့ UASIAN Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကိုပုံမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။